စက်ပါနဲ့ဘာတွေလုပ်နေကြလဲရှင်စမင်းစားပြီးကြပြီလားအားလုံးနေလို့ထိုင်လို့ကောင်းကြရဲ့လားလို့အားလုံးကိုဒီ live လေးမစကြင်ပါပေါ့နော်အားလုံးကိုကျမ်းမာရေးကိုအထူးယူဆိုင်ပါလို့ပြောကြင်ပါတယ်နော်ကျမ်းမာရေးကအရင်အရေးကြီးတယ်အားလုံးကိုပြောကြင်ပါတယ်လို့ loss zero အားလုံးဟိုဒီနေ့အချောင်းရရနော်မကြခင်တရက်တရက်နော်အချိန်လေးရလဲဂုံမြန်းခဏနေကျွန်မအမဟင်းတလာနဲ့ချက်ထားတော့မလေးပြရဲ့မြေခမေအေးဖရိုင်ယာလေးနဲ့ချက်ကတာအဆင်ပြေတယ်တိလားဘူးဆိုတော့ငားရပါလေအရှင်လေးပါလေစားမယ်ဆိုရင်အေးဖရိုင်ယာလေးနဲ့ပဲ ချက်တာပေါ့နော်ဒီလိုမျိုးလေးပေါ့ငါတွေပါအခင်စားရမယ်ဆိုရင်အဲ့လိုပေါ့ဒီလိုမျိုးအိုးထဲမှာသူ့ကြော်စရာတော့မလိုတော့ဘူးသီလားအဲငါလောက်တာနှင်ရတယ်ပြဆော့ပြလို့ရတယ်မနေရောဒီ air fryer ကကျမသိမ့်မသုံးချက်ဘူးအခုမှစသုံးတာဆိုတော့ ြောင်းမအရောမလောက်အမင်းစားပြီးကြပြီလားဒီမှာတော့မစားရသေးဘူးနာလေ မ air fryer မသုံးတတ်သေးဘူးတိလား air fryer ကိုလုံးလည်းမသုံးတတ်သေးဘူးနည်းခက်ခက်ပြည့်နေတယ်အဲ့လိုပါဆိုတော့အုံမာတို့ကဘာမှမလုပ်တတ်ဘူးတင်းနေတယ်တင်းနေတယ်မလုပ်တတ်လို့ခတ်နေတယ်တော့ သမင်းစားပြီးကြပြီလားသမင်းစားပြီးကြပြီလားရှင်ဒီနေ့ကတော့အလွယ်တကူလေးပါပဲຫມို့ဒီကလည်းခုချိန်ကလည်းຫມို့တွေအရန်ပေါ်ရင်အຫມို့ကြောစားမဟုတ်

ဟုတ်တယ်ဟုတ်ပြောချင်တာပါလဲဆိုတော့အချိန်တစ်ခုရောက်လာပြီဆိုတော့ကျမတို့တွေကအသက်ကြီးလာတာနဲ့အမျှကျန်းမာရေးเนาะကျန်းမာရေးကအရန်ယူဆရာတယ်ကျန်းမာရေးမကောင်းရှင်မလွယ်ဘူးဒီမှာကျမဆိုဒီရတော့ဒီမှာအဲ့မျက်စိအနာလေမျက်စိဟိုပေါ့ဒီမျက်စိညာဘက်ပြန်မှာ inflammation ခေါမဟုတ်လို့ဖြစ်တာအော်ရာ una bang tatala တို့လည်းကောင်းဆုံးပြင်ဆင်ကြပါလို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့လောကကြီးကနော်တရတရစစ်စင်းရဲ့ဇာတိပဲကြားနေရနော်ကိုမြန်မာနိုင်ငံတို့လည်းကိုယ်တိုင်မကောင်းကြရတယ်။ကိုမြန်မာနိုင်ငံကြီးကလည်းခုဆိုလို့ရှိရင်ပေါ့နော်မတရားမှုတွေကလည်းပို့ပြီးတော့များတဲ့များလာတယ်။မရှိစင်းရဲသားတွေဆိုတော့လည်းပို့ပြီးတော့ဒုက္ခရောက်တဲ့ရောက်လာတယ်ဟုတ်တယ်ဟုတ်။အဲ့ဒါတွေကိုကကြည့်ပြီးတနာတာပေါ့နော်။အော်သူတို့တွေလူတိုင်းမှာအခက်အခဲတွေနေလေနော်။လူတိုင်းမှာအခက်အခဲရှိတယ်၊လူတိုင်းမှာပြဿနာတွေရှိတယ်။ ။ဒါပေမဲ့ကျမတို့တွေကအသက်ကြီးလာတဲ့အတိုင်းနဲ့အမြကျမတို့တယောက်တော့မေတ္တာထားရမယ်။အခုကဘာဖြစ်လဲဆိုတော့မေတ္တာတရားမရှိကြတော့တူနဲ့တူမေတ္တာတရားလည်းမရှိတော့တူနဲ့တူနဲ့လေငါသူ့ဘလို့လုံးလိုက်ရင်ကောင်းမလဲသူ့ဘောငါဘလို့ဟိုပေါ်တယောက်နဲ့တယောက်နဲ့ကဘလို့ခေါမလဲ။မြင့်တာတရားမရှိကြဘဲနဲ့အနာယူခြင်းနဲ့စိတ်တွေပတ်စံရှိရလူ ware နော်ပတ်စံရှိရလူဆိုလို့ရှိရင်လဲဟိုမတရားတာတွေအစား ပတ်စံရှိလို့ရှိရင်သိရမလားအစဉ်ပြေသွားတာပေါ့နော်ပတ်စံသာရှိတယ်ဆိုရင်လူရဲ့ဘဝမှာအားလုံးကအစဉ်ပြေသွားတာငွေရှိရလူကအာနာရန်ကြီးသွားတာပဲနော်တရားသည်ဖြစ်စေမတရားသည်ဖြစ်စေပြောချင်တာပါလေဆိုတော့ဒါကလေမြန်မာနိုင်ငံနေမဟုတ်ပါဘူးနေကအခုကတော်မများကလေဘာဖြစ်ကုန်လဲဆိုလူတွေကတယောက်နဲ့တယောက်ချစ်ချင်းမေတ္တာလေးမရှိကြတော့လို့ခံစားရတယ်ချစ်ချင်းမေတ္တာလေးမဲ့ကုန်ကြပြီသိလားတယောက်နဲ့တယောက်နဲ့ဟိုဘလို့ခုံးလဲ ငါ့ကိုမိမတွေဆိုပို့ဆိုးတာပေါ့နော်မိမတွေဆိုပို့ဆိုးတယ်တယောက်တယောက်နဲ့ဟိုပေါ့အตาမပေးကြအောင်ငါ့ကိုလာမထီနဲ့ငါ့ကိုလာမကြောနဲ့ငါပြောပလိုက်မယ်သိမလားဟိုတချို့မိမတွေဆိုလို့ရှိရင်ဘဝင်ယူတဲ့မိမတွေရှိရဘဝင်ပြီးတော့အောက်ချစ်လွတ်တာပေါ့နော်အာငါတို့ငါအစဉ်ပြေတာပဲဆိုပြီးတော့လူတစ်ဖက်သားကို လုံးဝဂယုမဆိုင်ဖင်းနဲ့ငါပြောကြည့်啊ငါပြောလိုက်မယ်ငါဆိုကြည့်啊ဆိုလိုက်မယ်အဲ့လူစားရလဲရှိရတကယ်တမ်းကျတော့လူဆိုတဲ့အကောင်းထဲမှာအတွေ့ထားပြီးအော်သူ့နေရာမှာငါဆိုရင်ရောဆိုတဲ့အတွေ့လေးနဲ့ပေါ့နော်ထားပြီးတော့ဘာဖြစ်ဖြစ်ငါတို့တွေဟိုကိုလူဆိုအသက်ကကြီးလာတာပဲလေနော်အသက်ကြီးလာတာနဲ့အမြဖရားတရားလေးနဲ့နေမယ်မြန်မာတကောင်ကိုမြစ်တာလေးထားမယ်လူတကောင်လူတစ်ဖက်သားပေါ်မှာမြစ်တာထားမယ်ဆိုလို့ရှိရင်နေတက်လို့ရှိရင်ပျော်စရာကြီးရယ်နော်မလို့ အမုန်းတရားနဲ့ကျမတို့အသက်ရှင်နေကြမှာလဲနော်အတော်ကြီးအလောက်ပဲနော်ဘာလို့ကျမတို့အမုန်းတရားနဲ့အသက်ရှင်နေကြမှာလဲဟုတ်တယ်ဟုတ်တရားနဲ့တရားချစ်ချစ်ခင်ခင်လေးနဲ့ဟိုဖေဖေမမလေးနဲ့ပေါ့နော်ကျမဆိုရင်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အပူဆိုးတာကအခုနောက်ပိုင်းအဲ့ဒါဆိုလို့ရှိရင်အတက်နိုင်ဆုံးလေရံမွေးတွေကိုရှောင်းနေအတက်နိုင်ဆုံးပေါ့နော်ဒီတရားနဲ့တရားပေါ့အခုဆိုရင် Facebook တောင်မကြည့်ရလောက်ဖြစ်တာပေါ့နော်ဒီ Facebook တို့ YouTube တို့ဆိုလို့ရှိရင်ပြဿနာပွဲတွေခံကြည့်နေတာပေါ့လာနေသေးတယ် အဲ့လိုပဲငါ live လို့လို့ရှင်ဖုန်းကလာတယ်ပြောချင်တာဘာလဲဆိုတော့လေလူတွေမှာတယောက်နဲ့တယောက်နဲ့လေးသိမလားဟာငါတို့အနိုင်ယူရရမယ်ငါတို့ဘယ်လိုလဲမပြောပြမသိလားအခုကျမပေါ့နော်အခုဒီညဆိုကျမအလုပ်ပြီးသွားတော့အလုပ်ထဲမှာကျမဘာလို့အမျိုးစိတ်တွေပြောင်းလဲလဲဆိုတော့အလုပ်ထဲမှာပေါ့နော်ကိုယ့်ရဲ့ဒီအလုပ်ထဲမှာလူမာတွေကြည့်ပြီးတော့လေ တို့ကြည့်တောင်းဝေကရတာတိတော့သူဘွားကြီးတွေမှာတရုတ်တရက်တရက်ကိုရဲ့ဟိုပေါ့နော် assignment ဆိုတော့ယောဂဝေးနာလဲအားလုံးတိမှာပေါ့ကိုမိသားစုလဲကိုမမတ်မိတော့ဟိုကိုနာမည်လဲကိုမသိတော့ခါကြလို့ရှင်သိတယ်မလားမိသားစုလဲမမတ်မိကြတော့ယောဂတဲ့တွေကလေမိသားကိုလဲမသိဒါငါသားလဲမသိငါသမီးလဲမသိတပ်ပုံလို့ဆိုအဲ့လိုမျိုးယောဂတွေဆိုမှကျမအရင်တနာရတယ်ဘာကြောင့်လဲအသက်ကိုကိုဖြစ်တဲ့ယောဂါတော့မှကိုမသိတော့ဘူးကွာဟုတ်တယ်မလား ဘာကြောင့်လဲများလဲပေါ့နော်ဒီလိုယောဂာကြီးတွေဝေနာခံစားနေရတနာတယ်ကျွန်တော်ကျွန်တော်ဆိုဒီရက်တရောတမှာလို့မျက်စိဒီဘက်ညာဘက်ကပေါ့နော်မျက်စိအလို inflammation inflammation ဖြစ်တာပေါ့ inflammation ပေါ့နော်အဲ့လိုမျိုးပေါ့ effect ဖြစ်တာပေါ့ဘယ်လိုခေါ်မလဲ ရတာပေါ့နော်ပိုးဝင်တဲ့သဘောဖြစ်တာပေါ့နော်အဲ့ခါကြလို့ရှိရင်လူကလည်းအရန်စိတ်ညစ်မျက်စိမျက်စိကအရန်လည်းရေးကြည့်တာပဲတိလားမျက်စိအဲ့လိုပေါ့ရားလည်းရားတယ်ချေလို့မျက်ရည်ကြပြီးနေတဲ့ခါကျတော့အဲ့ဒါချက်ချင်းဒီကစေယုံကခေါ်ပေးတယ်လာခဲ့ဆိုတော့အဲ့စေယုံတော့တော့ပြီးတော့ပေါ့အန်တီဘိုတီကပေါ့နော်ဒီလိုမျိုးစိတ်မျိုးထည့်ရတာပေါ့နော်ချက်ချက်သားတယ် အသာနေမှာဘယ်လိုဖြစ်စလို့ကလေနုံချီနုံချီနဲ့တည်လာရတဲ့ဥဒ္ဓရာလည်းမตายရပြီးတော့လိုပေါ်တော့အတွေးတွေအောက်နောက်ဆိုနှစ်ကလည်းနှစ်တစ်ကလည်းရောက်တော့မယ်နော်မကြခင်တလနှစ်လခွဲဆိုလို့ရှိရင်ကျွန်တော်တို့နှစ်တစ်ကို2226ကိုနော်အချိန်နေနော်ကုန်ပြန်တယ်နော်2226ရောက်တော့မယ့်အချိန်မှာကျွန်တော်တို့ဘာတွေပြင်ဆင်ခဲ့ပြီးပြီလဲလူငယ်လူရယ်တွေကလည်းသူတို့အသက်တာအရာသူတို့ဘာတွေပြင်ဆင်ခဲ့ပြီးပြီလဲဒီလိုပဲကျွန်မတို့ရောကျွန်မတို့အသက်ရွယ်နဲ့ဘာတွေလုပ်သင့်ပြီလဲပြန်စဉ်းစားကြတော့ဂျမ်ပွဲတွေကြားထဲမှာမနေနဲ့ကျောင်းထဲတော့ရန်ဖြစ်နေကြ မယ်တရားနဲ့တရားတိုက်ခိုက်ကြမယ်ဒီနေ့ဆိုလဲဟိုပေါ့နော်ဒီ YouTube ကနေ live တစ်ခုလွှင့်လာတာပေါ့နော်အဲ live ကိုတစ်ခုကြည့်တော့အဲ့ဒီတယောက်ကပေါ့နော်ဒီမိမရဲ့ပြဿနာတွေကြားထဲမှာပေါ့နော်သူ့ရဲ့ live ကိုကျွန်မကြည့်တဲ့အခါမှာသူပြောတဲ့ဥပဒေပေါ့နော်မြန်မာနိုင်ငံရဲ့ဥပဒေဆိုတာကအမှန်တရားမရှိဘူးပေါ့နော်ဟိုပတ်စံငွေများရာဟိုပေါ့ငွေပေးနိုင်လို့ရှိရင်ပေါ့အမှားကလည်းအမှန်တရားဖြစ်တယ်မျိုး အဲ့လိုမျိုး ipon hop shield ဟောမှာပေါ့နော်ဖတ်ဆန်တာအဓိကအရာဖြစ်နေဖတ်ဆန်တာပေးလို့ကတော့ဟိုအမှန်တရားတွေပြောက်အမှားတွေပျောက်ကွယ်ပြီးတော့အမှန်တရားဆိုပျောက်ကွယ်ပြီးတော့အမှားတွေရဲ့လှုပ်လှုပ်ရတယ်။ငွေများရာနဲ့လှုပ်လှုပ်သွားတာနော်ငွေများလို့ရှင်ငွေပေးနေလို့ရှင်ဘာမှဆိုအကုန်အစင်ပြေတယ်ဆိုတော့အမှန်တရားရဲ့ပျောက်ကွယ်သွားတယ်။ဒါပေမဲ့အဲ့လူတွေပြောနေတာကငါသာလို့ရပြီးတော့ငါမှငွေရှိတယ်ငါမှပတ်စံရှိတယ်ကောင်ငါမှအာဏာရှိတယ်ဆိုပြီးတော့ တစ်ဖက်သားကိုပေါ့နော်တစ်ဖက်သားရဲ့ဘလို့ကဒုက္ခကိုပျော်ပျော်ကြီးကြည့်ရတဲ့သူတွေကလေရှင်တို့ဘလောက်ပဲပတ်စံရှိရှိဘလောက်ကြီးပဲချမ်းသာချမ်းသာတနေ့ကြလို့ရှင်ရှင်တို့ယောဂဝင်တော့ခံစားရတဲ့အခါကျရင်အဲ့ပတ်စံတွေဘလောက်ရှိရှိတချို့ယောဂတွေပတ်စံမကယ်လို့မရအောင်အဲ့ဒါလေးမမေးလိုက်နဲ့ဘလောက်ပဲရှင်တို့စိတ်နေရွှေတွေတိုက်ကြီးတွေဘာကြီးဘလောက်ပဲရှိပါစေတနေ့ကြရင် နော် ဟိုကျွန်တော်တို့ပြီးခဲ့တဲ့ဟိုအခောက်ခါဆိုငလင်းလို့လာရှိမယ်မိဘေးတို့တဘာဝဘေးနဲ့ကြုံတွေ့တဲ့အခါကြာလို့ရှင်ဘလောက်ကြီးပတ်စံချမ်းသာချမ်းသာဘကောလုံးဆုံးရှုံးသွားတာပဲเนาะတချို့ပတ်စံရှိပြီးတော့လဲသားမိလိုက်တယ်เนาะဒီမန္တလေးမှာလာငလင်းထုတ်တော့အကုန်တော့ပိုင်ရှင်နေလားရွှေဘလောက်ချမ်းသာလဲဒါမဲ့အကြည့်အကုန်ကုန်သွားတယ်ပစပစပြောချင်တာပါလဲဆိုတော့လျှက်တစ်ပတ်အတွင်းမှာ ာမဆိုဖြစ်နိုင်တယ်ပြောပြတာဒါကြောင့်မလို့ကိုဘဝအသက်ရှင်တဲ့အခါလေးမှာလူသားချင်းချင်းတယောက်နဲ့တယောက်မေတ္တာတရားလေးထားပေးကြပါလားတော့မေတ္တာတရားလေးထားပေးမယ်တယောက်နဲ့တယောက်နဲ့ခွန်အားလေးတွေပေးမယ်တယောက်ရဲ့အခက်ခဲတယောက်ကူညီမယ်လဲနေသောလက်ကိုထူပေးမယ်ဆွဲပေးမယ်အားပေးမယ်အဲ့လိုမျိုးလေးလုပ်ရင်မကောင်းဘူးလားပေါ့နော် ျမကျမလည်းကြားလာတဲ့လူတွေကိုလေကြည့်ကြည့်တော့လေလူတွေကိုကြည့်တော့တန်ဝေခရရန်ရသည်လားအဲပြဿနာတွေဒီမှာပဲပျော်နေကြပြီးတော့ဒုက္ခခက်ခဲတွေဒါထဲမှာပဲနေနေကြပြီးတော့ရံမိုးတွေကြားမှာပဲပျော်နေကြတယ်ပျော်ရွှင်ခြင်းဆိုတော့တိတ်မရှိကြတော့ဘူးเนาะပျော်ရွှင်ခြင်းနဲ့ပျော်စိတ်တုံးပြီးတော့အာဟိုနားမှာဘာဖြစ်ပြန်ပြီလဲဒီနားမှာဘာဖြစ်ပြန်ပြီလဲဟိုနားကဘာဖြစ်ပြန်ပြီလဲပြဿနာပေါင်းစုံတော့ပဲကျမတို့တွေကလိုက်ပြီးတော့နားထောင်နေကြတယ်အဲ့ဒါတွေကမှားတယ်ကိုယ်တွေတော့ပြပြနဲ့ အခုဆို2026ဆိုရင်အသက်ကတည်းကကြီးလာပြီဟုတ်တယ်ဗျအသက်တည်းကကြီးလာလေကျမအတွက်ကတော့အသက်တည်းကကြီးလာလေအဲ့အသက်တည်းကကြီးရဲ့အလျောက်ကျမကိုကိုကိုပြင်ဆင်ထားတယ်။ဘာကြောင့်လဲငါတို့ငိမ့်သက်ချင်းဆိုတော့ကျမတို့စီမှာလိုအပ်တယ်နော်ကျမတို့အသက်ကြီးလာပြီးအဲဖျားနဲ့ပို့ပြီးနိကက်ကမယ်ဘောလူလူချင်းကိုတရားပေါ်တော့မှမြတ်တာလေးစဉ်းစားပေးရမယ်။အင်္ဂါမှာပတ်စံရှိရဆိုရင်မမောင်လို့တော့မရဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့လူတိုင်းမှာက မတူညီတော့မွေးဖွားခြင်းမွေးဖွားလာကြလေတချို့ကြလဲဆင်းရဲကြတယ်တချို့ကလဲအတင်းတင်းရှိကြတယ်ဒါပေမဲ့လူကိုလူလိုပဲမြင်တက်လို့ရှိမကောင်းလားပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ဒီနေ့အကြာကြီးတော့မလွန်တော့အောင်နော်ဘာကြောင့်ကျမလက်လွန်လဲဆိုကျမအကောင့်ကလည်းမကြခင်သူကအဲ့လိုလိုက်မလွန်တာကြောင့်ဒီပိတ်မလားပါလားမသိကိုကလည်းလိုပါခီးသွားတဲ့အခါလေးတွေပါလေတက်ပုံလေးတင်းကြတာပေါ့နော်ဦးမျိုးလုံးကပြောနေကြိုက်လာလို့နောက်မှပဲပြောရမယ်နော်အားလုံး have a good weekend မှာလို့နော်ကောင်းသောတောက်ကြနေလေးဖြစ်ပါစေဘိုင်ရှင်